ျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်ဒီနေ့ညတော့ကျွန်တော်မိတ်ဆွေတွေကိုငွေကြေးနဲ့ပတ်သက်ပြီးအခက်အခဲအကြက်တဲတခုခုပေါ့နော်ကိုယ့်ရဲ့ဘဝမှာငွေကြေးအရင်လိုအပ်နေတယ်အဲ့တော့ကိုယ်ကြုံတွေ့နေရတဲ့ပူပင်သောကကပြဿနာကငွေကြေးအခက်အခဲဒီငွေရှိမှလောလောဆယ်ဖြည့်ရှင်းလို့ရမယ်လောလောဆယ်အဲ့ငွေကြေးနဲ့ပတ်သက်ပြီးကိုယ်မှာအခက်အခဲအရင်ကြုံတွေ့နေတယ်ဆိုလို့ရှိရင်တော့ လက်တင်ဘာသာကလက်တင်ဘာသာနဲ့ပေါ့နော်အဲ့လက်တင်ဘာသာလာတဲ့ကမ္ဘီယာတန်စင်လေးတစ်ခုရှိတယ်အဲ့တန်စင်ကတော့ drinker 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 ဆိုပြီးတော့ရွတ်တာအဲ့တော့တာဝန်ဘူးယာရစ်ငတ်တာ drink လို့သူကအမီခေါ်ဟိုနေပေါ့နော်အတန်ထွက်တယ် drinker နော်တာဝန်ဘူးယာရစ်ငတ်တာ drink ကရေချာကာ twin ကအဲ့တော့တချို့ကလည်း twin က twin ကဆိုပြီးရွတ်တယ်အမှန်ကတော့ twin car ပါပဲအဲ့တော့လက်တင်ဘာသာအတန်အတွက်ပေါ့နော်အဲ့ဒီ twin car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  ဆိုပြီးတော့ရွတ်ပါအဲ့တော့ဘယ်နဲ့ခောက်ရွတ်ရမလဲဆိုလို့ရှိရင်24ချိန်ရွတ်ရမယ်24ခောက်ပေါ့နော်အဲ့ဒါကိုရွတ်မယ်ရွတ်လဲပြီးလဲပြီးရောကိုယ့်ရဲ့အခက်ခဲကိုတိုင်တယ်ဆိုတောင်းမယ်ကျွန်တော်ကျမငွေကြေးနဲ့ပတ်သက်ပြီး ဘလို့နေရာမှာဘလို့အခက်အခဲရှိနေပါလဲမဖြစ်မနေငွေကြေးအလိုရှိပါတယ်ဒီငွေကြေးမှမရရင်အဆင်မပြေရင်ကျွန်တော်ဘဝကျမဘဝဘဝပြည့်ရပါလိမ့်မယ်အဲ့တော့တမျိုးတဖုံဘဝမှာပြောင်းလဲသွားနိုင်တာပေါ့အဲ့ဒီအတွက်ကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးအခက်အခဲတွေအဆင်ပြေအောင်လုပ်တဲ့နည်းလမ်းပါပဲအဲ့ဒီအတိုင်းလေးလုပ်လိုက်ပါအဲ့တော့ drinker 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 ဆိုပြီးညွှန်မယ်နော် အဲ့တော့ရွတ်ရမယ့်အချိန်ကြီးက24ကာ24ချိန်ရွတ်ပါအဲ့ဒါဆိုလို့ရှိရင်မိတ်ဆွေတို့ကြုံတွေ့နေရတဲ့ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲအားလုံးအဆင်ပြေသွားပါလိမ့်မယ်ကျွန်တော်ကြော်စိမ်းဖန်အပ်ပဲဖြစ်ပါတယ်ကဲကျွန်တော်မိတ်ဆွေများအားလုံးငွေကြေးနဲ့ပတ်သက်ပြီးအမြန်ဆုံးအဆင်ပြေချောမွေ့ပါစေအဲ့တော့တခါတခါမှာငွေကြေးနဲ့ပတ်သက်ပြီးကိုယ်မှာဘာလို့လို့လောရမှာမသိဘူးเนาะ တော့ငွေကြေးနဲ့ပတ်သက်ပြီးအမြန်ဆုံးအဆင်ပြေပါစေယခုကြုံတွေ့နေရတဲ့ငွေကြေးခက်ခဲအမြန်ဆုံးပြေလည်ပါစေလို့ကျွန်တော်ဆန္ဒပြုမေတ္တာပို့ပါရစေကျွန်တော်စီမပေတယ်မိမဲ့မိတ်ဆွေများကတော့စက်တနာကြီးရနဲ့၁၂နာရီအတွင်းကိုဖုန်းဆက်မယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358အဲ့ဒီဖုန်းကို Viber နဲ့ဆက်သွယ်လို့လည်းရတယ် Viber ဆက်သွယ်တဲ့အခါမှာလည်းပေတယ်မိမဲ့ဒါမှမဟုတ်ရေရာလောက်ချင်တယ်အဲ့တော့ကျွန်တော်စီမှာ လူအများ လုပ်တဲ့ရေရရာတွေကတော့စီးပွားရေးနဲ့ပတ်သက်ပြီးရေရရာနံပါတ်1เนาะနံပါတ်နံပါတ်2ကဘာတွေလဲဆိုလို့ရှိရင်နိုင်ငံရခြားနံပါတ်3အိမ်ဆောင်ရေးကိစ္စအခြေရေးကိစ္စနံပါတ်4အခြေရေးမှာမှပေါင်းတာရှိတယ်ခွဲတာရှိတယ်เนาะကိုချစ်တဲ့သူကတစ္ဆာမဲ့တယ်အဲ့ဒါဆိုလို့ရှိရင်ပြန်ပြီးတော့အမြန်ဆုံးအဆင်ပြေစေဖို့ကိုယ့်ရဲ့လင်းယောက်ျားကသစ္စာမဲ့တယ်နောက်တစ်ယောက်နဲ့ခြေရှုပ်နေတယ်အဲ့ဒါတွေကိုဝေးအောင် လုပ်တဲ့ဟာမျိုးအဲ့ဒါလိုဟာမျိုးလုပ်ပေးလို့ရတယ်နောက်တစ်ခုကကိုမိန်းမကအဲ့တော့ပွေရှုံနေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်စီမားလုပ်ပေးလို့ရပါတယ်အဲ့တော့ဒီအပေါင်းအကွဲရေရာတွေကတော့ကျွန်တော်နှစ်ပေါင်းများစွာ တင်ပေးပါတယ်အတင်ပေးသမျှလည်းအစွမ်းထက်ပါတယ်အဲ့တော့ကျွန်တော်စီမားလုပ်တဲ့သူတွေလည်းတော်တော်များများရာဂိုင်နှုန်း99ရာဂိုင်နှုန်းလောက်ကိုအစွမ်းထက်ပါတယ်အဲ့တော့တခါတခါကြာရင်လူတွေကကျွန်တော်စီမား ရရအပ်တယ်ရရအပ်တဲ့အခါမှာသူတို့အပ်တော်မရသေးဘူးဆရာတာဝန်ယူလာရတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အရန်အမြင်ကတ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ယုံကြည်နေဗျာတာဝန်ယူလို့ကျွန်တော်ပညာကျွန်တော်ယုံလို့ခင်ဗျားတို့ကိုကျုပ်လုတ်ပေးတာကျုပ်ပညာကျုပ်မယုံလို့ရှိရင်အစရယ်ဘီဒင်ဆရာလုတ်မစားဘူးဟုတ်ပြီလားအဲ့ဒါကြောင့်မို့လို့ယုံကြည်ကြည်နဲ့ကိုလုတ်မယ်ဟိဆိုလို့ရှိရင်ဆရာကောင်းသလိုလုတ် ဆိုလို့ရှိရင်ကျွန်တော်အကုန်လုံးအဆင်ပြေအောင်ကျွန်တော်လုပ်ပေးမှာပေါ့အဲ့ဒါလို့မဟုတ်ဘူးမယုံတော့ဝဲယုံတော့ဝဲဆိုအစတွေကလာဘူးမမေးနဲ့နောက်ပြီးလို့ရှိရင်ရရရလဲမခိုင်းနဲ့နော်အဲ့တော့စိတ်အနှောက်ယှက်ဖြစ်မဲ့ဟာတွေပထမဦးစွာကျွန်တော်ကိုလာပြီးတော့မပြောပါနဲ့လို့အနှွံ့ညွန့်တောင်းပန်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒါကျွန်တော်ဘက်ကမေတ္တာပြတ်သွားရင်စိတ်ကွက်သွားရင်မကောင်းဘူး။အဲ့တော့မိတ်ဆွေတို့လည်းအဆင်ပြေမှာမဟုတ်ဘူး။အဲ့ဒါကြောင့်မို့လို့အစတည်းကကျွန်တော်ကို စကားပြောတဲ့အခါမှာစိတ်ကွက်စီမဲ့စကားကျွန်တော်စိတ်ထိခိုက်စီမဲ့စကားလုံးဝလုံးဝလာပြီးမပြောပါနဲ့လို့အကြံပေးခြင်းပါတယ်အဲ့ဒါအဲ့ဒါလေးအဲ့ဒီဟာလေးကျွန်တော်ပြောခြင်းပါတယ်အနုညွန်လဲတောင်းပန်ပါတယ်ကဲအဲ့ဒီလောက်ဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေအပေါင်းအားလုံးအဆင်ပြေလောက်ပါပြီနော်ကဲတီလောက်ပါပြီကဲအဲ့တော့ရရရမှာအပေါင်းတွေလောက်တာအဆင်ပြေစေတဲ့နေ့တွေလောက်တဲ့ဟာတွေရတော့ အကောင်းအကောင်းရတရားရှိတယ်အဆိုးရတရားရှိတယ်အဆိုးဆိုတာခွဲတာပေါင်းတာခွဲတာ ထွက်သွားအောင်ဝေးအောင်အဲ့လိုဟာမျိုးလုပ်တာကြတော့ပြဿနာနေမှာကျွန်တော်လုပ်ပေးတယ်အဲ့တော့ဆိုးဆိုးကပေါင်းတဲ့ကိစ္စတွေချစ်မဲ့ကိစ္စတွေညားမဲ့ကိစ္စတွေဆိုလို့ရှင်လဲစီးပွားရေးကိစ္စတွေဆိုလို့ရှင်အဲ့ဒီလိုအစီရင်တွေကကျွန်တော်ကရက်ရစာကိုဥစားပေးတယ်နောက်ပြီးလို့ရှင်ကျွန်တော်အတွက်ကံကောင်းမဲ့နေ့တွေသူ့အတွက်ကံကောင်းမဲ့နေ့တွေကိုလည်းကျွန်တော်ကစဉ်းစားပြီးတော့လုပ်ပေးပါတယ်အဲ့တော့ ဗယံပရာနေမျိုးတွေမှာကျွန်တော်လုံမပေးပါဘူးအဲ့ဒီအတွက်ကြောင့်တချို့ကလည်းဆရာလုံပေးပြီလားလုံပေးပြီလားဟာအခုရေတွင်တူအခုရေကြီးတောက်တော့မရဘူးเนาะခေတ်ကာလအခြေအနေကိုလည်းကြည့်အောင်သွားခြင်းတိုင်းသွားလို့မရအောင်လာခြင်းတိုင်းလာလို့မရဘူးအဲ့ဒါအဲ့ဒီဟာလေးပါပဲကဲအားလုံးအားလုံးအဆက်ဆက်ရအဆင်ပြေကြပါစေเนาะကျွန်တော်ကျော်စိဟိန်ဖန်ပဲဖြစ်ပါတယ်